တကယ်တိုးတက်ပြောင်းလဲခြင်းရယ် motivation ရှာတာထက် legit တိဆောက်ဖို့ရည်ကြီးပါတယ်အားလုံးမင်္ဂလာပါဒီနေ့မှတော့ကျွန်တော်ကကိုယ့်ရဲ့တိုးတက်ပြောင်းလဲမှုတော့ရည်ကြီးတဲ့အချက်လေးတစ်ချက်ကိုပြမပြခြင်းပါလူတယောက်တိုးတက်တယ် ဆောက်ရုပ်တယ်ဆိုတာကသူ့ရဲ့ဒီ habit လို့ခေါ်တဲ့လေ့ကျင့်နဲ့အများကြီးဆိုင်ပါလူတယောက်ကလေ့ကျင့်ကောင်းနဲ့တိဆောက်ထားရဲဆိုရင်သူကတိုးတက်ပြောင်းလဲနေမှာဖြစ်ပြီးတော့သူ့မှာမကောင်းတဲ့လေ့ကျင့်တွေအလေ့ကျင့်ဆိုးတွေရှိနေတယ်ဆိုလို့ရှိရင်တော့ဆုတ်ယုတ်တာတို့နောက်ဒီတာမန်ချင်းနေတဲ့ဖြတ်တန်းတာတို့ဒါမျိုးတွေကျွန်တော်တို့ဖြစ်နိုင်ပါတယ်လူတယောက်ကသူ့ရဲ့အပြုတ်မှု90%ခန့်တော့ကျော်ပါသူ့ရဲ့လေ့ကျင့်နဲ့ဆိုင်နေဆိုပြီးတော့သူ့ရည်တနာတွေကလည်းပြောထားတာရှိတယ်ပေါ့လေအောင်မြင်တဲ့သူအများစုကိုကျင့်တယ်သူ့ရဲ့ဒီတိဆောက်ထားတဲ့လေ့ကျင့်ကောင်းတွေကျွန်တော်တို့ကသတိထားကြည့်မိလို့ရတယ်ဒါပေမဲ့အောင်မြင်တဲ့အားသာသမားတွေအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တွေ င်အောင်မြင်တဲ့ဂီတပညာရှင်တွေအောင်မြင်တဲ့စာရေးဆရာတွေစသဖြင့်ပေါ့နော်ကျွန်တော်တို့ကကြည့်ကြည့်လို့ရတာဟုတ်လားအားသားသမားတွေဆိုပါတော့တို့မှာအကျင့်ကောင်းတွေရှိတယ်ပရမသုံးနေတဲ့တို့ရဲ့ဒီခန္ဓာကိုယ်ကျန်းမာကျန်းခိုင်ဖို့အတွက်ဂျင်ကစားရတာတွေပုံမှန်တို့ body ကိုထိန်းသိမ်းရတာတွေရှိတယ်နောက်တစ်ခုတို့ရဲ့ကျွမ်းကျင်မှုတွေတို့ရဲ့ skill တွေကိုထိန်းသိမ်းဖို့အတွက်တိုးတက်ဖို့အတွက်ပုံမှန်လေ့ကျင့်ရတာတွေရှိတယ်ပေါ့နော်ဒီလိုပဲကျွန်တော်တို့လုပ်ငန်းရှင်တွေမှာဆိုလည်းအတူတူ အောင်မြင်တဲ့လုပ်ငန်းရှင်တွေမှာအကြတဲ့ကာလနဲ့ရောက်ပြီဆိုရင်တော့တို့ကဒါကိုအခက်ခဲအကြတဲ့လို့မမြင်ဘဲနဲ့ဒီအခွင့်အလမ်းလို့မြင်တတ်အောင်တို့ရဲ့ mindset နဲ့ပတ်သက်လို့တို့မှဒီအချင်းကောင်းတွေတိစောက်ထားတာရှိတယ်နောက်တစ်ခုကတင်ယူလေးလာမှုနဲ့ပတ်သက်လို့ open mind နဲ့ဖြစ်တယ်ပေါ့လေတို့အများတန်းတို့ရဲ့မျက်စိနာစိတ်ကိုဖွင့်ထားပြီးတော့အများတန်းတင်ယူတယ်ဒီလိုအချင်းကောင်းတွေရှိပါတယ်တို့ကိုကိုတိုးတက်ပြောင်းလဲအောင်လုပ်ဖို့ဆိုလို့ရှိရင်ဒါလေ့ကျင့်ကောင်းတွေတိစောက်ဖို့အရေးကြီးပါတယ်ကျွန်တော်ဒီမှာ motivation နဲ့လေ့ကျင့်ပေါ့လေကျွန်တော်နည်းနည်းလေးဆက်ဆက်ပြီးပြောကြ motivation မှာ external motivation နဲ့ internal motivation ဆိုပြီးတော့နှစ်မျိုးရှိတယ်ပေါ့။ internal ဆိုတော့ဒါကိုယ်တိုင်းတိစောက်ထားတဲ့ကိုယ်တိုင်းဖန်တီးပြီးတော့ဖြစ်လာတဲ့ motivation ။နောက်ဒီ external motivation ဆိုတော့ကျွန်တော်ပြင်ပလာတဲ့ motivation ။ဟိုတခြားသူကတိုက်တွန်းလို့လုပ်တာလို့ကိုအနာလူတွေကိုဆရာသမားတွေမိဘတွေကအကြံပေးလို့လုပ်တာလို့ဒါမျိုးကျွန်တော်တို့ external motivation လို့ခေါ်ပါတယ်။ဒီ motivation ရဲ့သဘောတဘာဝကတော့သူကရည်ရှိမခံ။ motivation ဆိုတော့ရည်ချိုးတာနဲ့တူတယ်တဲ့။သူကနေ့တိုင်းရည်ချိုးပေးရတယ်လို့ပဲ။ကိုကိုရည်ချိုးရတယ်လို့ပဲ motivation ကိုလည်းသူကအမြဲတမ်းလုပ်လုပ်ပေးရတယ်။မကြာခဏလုပ်ပေးရတယ်ဆိုပြီး တော့ပြောကြတာတော့ရှိတယ်ပေါ့ဒါပါဘူးပြဆိုသလဲဆိုတော့ motivation ကျွန်တော်ရင်ရှင်မခံအောင်ခဏတာပဲခံတယ်သူကတော့ external motivation ပေါ့အပြင်းလာတဲ့ motivation ကိုအမိပြုတ်ပြီးတော့ကိုယ့်ကိုတိဆောက်တယ်ဆိုလို့ရှင်ဒါရင်ရှင်အတွက်ပြဿနာရှိပါတယ်အဲ့တော့ကျွန်တော်တို့ကဒီ motivation တိဆောက်မယ်ဆိုတာရင်ရှင်ခံဖို့ဆိုရင်ကျွန်တော်တို့ကဒီ habit လို့ခေါ်တယ်အလေ့ကျင့်တိဆောက်ဖို့ကြီး ကြီးပါတယ်ဥပဒါကိုလည်းပြန်စဉ်းစားကြည့်လို့ရတယ်တစ်ခုခုအလေးချင်းတိဆောက်ထားရဲဆိုရင်ဒါကိုကျွန်တော်တို့ကချွေချူအားဆက်ရှာမလို့ပဲနဲ့ဥပဒါသူ routine ပေါ့နော်ပုံမှန်လိုးလို့ဆိုတဲ့ခုလို့ပဲကျွန်တော်တို့ကလုပ်ဖြစ်နေမှာဖြစ်ပါတယ်နေ့စဉ်နေ့တိုင်းသွားတိုက်တယ်ဆိုတဲ့ကိစ္စတည်းမနေ့တိုင်းကျွန်တော်တို့ကသွားတိုက်တယ်အရာဝင်နေသွားတိုက်တယ်ဆိုတော့ဒါကြီးကိုကျွန်တော်တို့ကနေ့တိုင်း motivation ယူပြီးတော့လုပ်ဆရာမလို့ဥပဒါအလိုတရားပုံမှန်လုပ်ပြသွားတယ်ဒီလိုပဲကျွန်တော်တို့ကညအရာဝင်ကနေ့တိုင်းဖျားရှိခိုးတဲ့လူတယောက်ကသူကအရာဝင်ကနေလို့ဖျားမရှိခိုးရရင်သူကအဲ့လိုမပြောသလိုပဲဘာလို့လဲဆိုတော့သူကအကျင့်တစ်ခုဖြစ်တယ်ဒီလိုပဲကျွန်တော်တို့ကအိတ်ခန်ကြီးစာဖတ်တယ် ဆိုလို့ရှိရင်လည်းပုံမှန်လေ့ကျင့်လုပ်ထားလို့ရှိရင်ဒါဆောင်မဖက်ဖက်မနေနိုင်ညနေတိုင်းအားသာလုပ်တဲ့သူတယောက်ပေါ့ပုံမှန်အားသာလုပ်တယ်ပုံမှန်ပြေးနေကြလူတယောက်ကသူလုံနေကြအလုပ်ကိုမလုပ်ရလို့ရှိရင်သူ့မှာတခုခုလုံနေလို့ခံစားရတယ်ပေါ့နော်ဆိုတော့ပုဂ္ဂိုလ်တကယ်တွတ်တက်ပြောင်းလဲခြင်းကျွန်တော် motivation ရှာရတဲ့လေ့ကျင့်တိဆောက်ဖို့ရည်ကြီးပါတယ်အားလုံးကျေးဇူးတင်ပါတယ်